အပြိုးတဲ့သာသနာ့ပေါင်းများစွာဈေးဝင်ပေါင်းများစွာပြန်လဲပြုတ်ပြင်ဖို့ငွေသားအနည်းအနဲ့အဲတကြောင်လင်းဘလောက်တကယ်ပဲဟာပိုခက်ခဲတယ်ဆိုတဲ့ဟာလေးတွေကိုတစ်ချာစစ်တမ်းလုပ်မယ်ပေါ့နော်တကယ်မြေပြင်မှာ အလုံးမလုံးဖဲနဲ့အလူးကြီးခံပြီးတော့ပေါ်ပင်နေတာပို့တင်လိုက်ရိုက်လိုက်ဟဲ့လားလူမှုကွန်ရက်မှာသူများကျင်နှံ့အောင်လှုပ်လိုက်ဆိုတဲ့ဟာမျိုးတွေမလုံးဖဲနဲ့တကယ်ထဲထဲဝင်ဝင်လူအားငွေအားတတ်နိုင်တဲ့အားနဲ့ပံ့ပိုးပြီးလှုပ်ရင်ကောင်းမယ်ပေါ့ ဘွဲ့တော်ကတော့ဒေါက်တာအရှင်သဝနာပါအပြည့်စုံကတော့ចောင်းနမေကတော့ပြည်တော်သားចောင်းတိုက်ပါဆယ်လင်းအကြီးကျယ်လှုပ်ခတ်သွားတာဘုံဘုံကအဲ့ဒီနေ့ကဟိုចောင်းရဲ့ဝိဟာရအဆောက်အဦတွေထဲမှာမရှိဘူးပေါ့နော်ဝိဟာရအဆောက်အဦတွေမှာမရှိဘူးအပြည့်မှာနေတယ်ပေါ့နော်အဲ့အပြည့်မှာနေတဲ့အချိန်မှာ7နှစ်နာရီ50တော့မလှုပ်တယ်လှုပ်တဲ့အချိန်မှာလှုပ်တဲ့အချိန်တော့အားလုံးကကိုရင်နေဒီမှာမက်ဒီလာရှင်တွေတရာကျော်လောက်ရှိတယ် အလုံးအပြင်ရောက်နေကြတဲ့အတွက်လူတွေကတော့အထီးကိုက်ပျက်စီးမရှိဘူးဒါပေမဲ့ဖမုံတို့ကြောင်းတွေကတော့သုံးသက်သိန်းကြီးရိုင်းတယ်အဲနှစ်ထပ်ရေသိန်းကကျွန်ဝင်သွားတယ်မုတ်ဥပြိုကြတယ်ဒီမင်းရဲ့ချောင်းပေါ်မှာကဲကူးဖြတ်ဖို့ကြောင်းအဝင်လမ်းတရားကျိုးတယ်အဲဥဒ္ဒတိုင်းတွေပြိုတယ်ပျက်စီးတယ်ဗုဒ္ဓရုပ်ဘွားတော့ဆိုရင်ဟိုမှာအဲခေါင်းတော်တွေမြေခါတယ်အဲခါရပိုင်းကနေပြက်တယ်ဒါမျိုးတွေဖြစ်တယ် အဲ့ဒီအချိန်မှာအဲ့ဒါတွေကိုစိတ်မရောက်နိုင်ဘူးကိုယ့်ရဲ့အသက်အန္တရာယ်လုံးချုပ်ဖို့နဲ့ကျောင်းတိုင်းမှာရှိတဲ့ဒီမိဘမဲ့ကလေးတွေလုံးချုပ်ဖို့ပဲကွာစိတ်ထဲမှာရှိနေတာအဲ့ဒီကနေမှငလျင်လေးခဏညင်သွားတဲ့အချိန်ကျမှကပ္ပိယာတွေကိုကျောင်းပါးတွေပြက်စီးလဲကြည့်ကြည့်ပြီးသိမ့်မကြတယ်စေတနာရှင်အလူရှင်တူကငလျင်လေးခဏခက်တာညင်သွားတဲ့အချိန်ကဆက်မပြတ်လုံနေတာဟုတ်လားညင်သွားတဲ့အချိန်မှာပုန်းလာတယ်ပုန်းပုန်းနဲ့ကျောင်းပါးတွေပြက်စီးလဲဆိုကြည့်ပြီးပြန်ပြောမယ် ကြည်ပြီးပြန်ပြောတဲ့အချိန်ဘုံဘုံကိုအဲဘုံဘုံနဲ့အဲ့ဒါဆိုရင်တဲ့တပည့်တော်တော့အဲတိတ္တသမခုနှစ်ဘီလီယံဘုံဘုံကြောင်းပျက်စီးယူရင်းတဲ့ဟာယူနေဘုံဘုံတကောင်မိတ်လိုက်တယ်ငါမလို့ခြင်းဘူးလို့မင်းခေါင်းစဉ်ပြောင်းပြီးလဲငါမတုံးခြင်းဘူးမင်းကြည်ပြူတယ်ဆိုရင်တော့တကောင်ကြီးလို့မင်းလူမဲ့အဲ့ဒီတိတ္တသမခုနှစ်ဘီလီယံ အခုဒုက္ခရောက်နေတယ်အခက်ခဲဖြစ်နေတယ်ငလျင်အဖုံးတွေးလိုက်တာစဉ်းစားတာဒီလိုကြောင်းအခိုင်အမာတွေတည်တည်ချာချာစနစ်တကျလှုပ်ထားတာတွေတော့ပြိုလဲပျက်စီးတယ်ဆိုရင်ဗမာတနိုင်ငံလုံးလှုပ်တယ်ဆိုတော့ဗမာတနိုင်ငံလုံးရဲ့အတိုင်းအတာရအားလုံးပျက်စီးကြတယ်အဲ့ဒီလူတွေရဲ့နေမှုစားမှုတွေခက်ခဲအဲ့ဒါတွေမခက်ခဲအောင်အတွက်လှူခြင်းတယ်အဲ့ဒါလှူဖို့လို့ကောင်းစဉ်အဖြစ်နဲ့တခါကြီးလွတ်အပ်မယ်ဆိုရင်လက်ခတ်အမှန်တူကပြောလဲလှုပ်ပါကမောလှုပ်ပါ အေးငါတို့က၃ပေ၆ပေဆိုအိတ်ဖို့ရှိတယ်တချို့ကနေရင်လေးတစ်လုံးမှရှိပြီးတော့အဲ့ဆရာမရှိဖြစ်နေတဲ့သူတွေရှိတယ်အဲ့တော့ဒီလိုကာလာမျိုးကြီးမှာကြောင်းကောင်းကြီးတွေပြင်ပြီးတော့အဲ့ဒါမျိုးကြီးတွေနေတာတဲ့ဆိုင်ခက်ခဲနေတဲ့သူကူညီတာကိုကောင်းလိုက်မယ်ထင်တယ်လို့ဘုံကအဲ့လိုမိန်တယ်ပေါ့နော်ဘုံသဘောကျပါတယ်တဲ့ကိုကျိုးတုံးဖို့သာသနာပြုကိုကျိုးပေါ့နော်ပုဂ္ဂလိကတုံးမဲ့ဟာလူတာကိုလက်မခံမယ်နဲ့ အဲသွန်တကာကမာတွေဟိုအကြောင်းအကျိုးညီညွတ်အောင်အခုလိုပြန်လုပ်ပေးမယ်ဆိုပြီးတော့ပံ့ပိုးရတာတန်ပါလေတပည့်တော်နာမည်ပေါ်ပြပြရမလို့ဘူးတဲ့အဲ့တော့ဘုံဘုံဆက်လုပ်ပါတပည့်တော်တို့လိုအပ်ရင်လည်းပံ့ပိုးမယ်ဒါမဲ့အများကောင်းမှုဖြစ်အောင်စေတနာရှင်ပြည်သူတွေပေါ့နော်တတိုင်းတပည့်လုံးတော့ဒုက္ခရောက်ကြတာမှန်တယ်ဒါမဲ့အဲ့ဒုက္ခရောက်ကြတဲ့လူအချင်းချင်းမှမှနည်းနည်းလေးဒုက္ခတတ်တာတဲ့လူပေါ့တတ်တာတဲ့လူလို့ပဲသုံးချက် ဒုက္ခတဲဆိုတာဒုက္ခတွေကိုတဲလာရတာထမ်းပိုးထားရတဲ့လူတွေပေါ့အဲ့ဒုက္ခတဲတဲ့မှာမှာဒုက္ခနည်းနည်းတက်တာတဲ့လူတွေကပိုကြီးမားတဲ့ကြီးလေးတဲ့ဒုက္ခတွေကိုခံစားရတဲ့လူတွေပူပေါင်းကူညီပြီးတော့လှုပ်ပေးဖို့ပေါ့အခုဒါအတာမမုံမြင်တာတော့ပေါ်ပင်မယ်အခုလောလောဆယ်စားပြတောက်ဆရာပေးရတော့ရေရှည်မခံဘူးနောက်ပြိုလဲသွားတဲ့လူတွေအဲ့အဆောက်အဦတွေအဓိကကတော့ပညာပညာရေးအဆောက်အဦနဲ့ကျမ်းမာရေးအဆောက်အဦနဲ့တပတ်တည်းပေါ့နော် ဘမုံလူအခုအစာရေသားတွေလူထားတဲ့စားတောက်တွေကုန်သွားပြီဆိုရင်နဝကမ္မဝတ္ထုငွေအဖြစ်လူထားတဲ့ပစံကြံတာရှိတယ်နောက်ထည့်ဝင်ပြီးတော့ပြည်ပရတွေပြည်တွင်းရတွေလူထားတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုစာတင်ကြောင်းတို့စေးယုံတို့ပြန်လဲထူထောင်တဲ့နေရာမှာငွေသားပေါ့အများကြီးမတက်နိုင်တော့စေးယုံပေါင်းများစွာပြုတ်တယ်စာတင်ကြောင်းပေါင်းများစွာပြုတ်အဲ့ပြုတ်တဲ့စာတင်ကြောင်းပေါင်းများစွာစေးယုံပေါင်းများစွာပြန်လဲပြုတ်ပြင်ငွေသားအနည်းအနည်း အဲတကြောင်လင်းဘလောက်တကယ်ပဲဟာပိုခက်ခဲတယ်ဆိုတဲ့ဟာလေးတွေကိုတခြားစစ်တမ်းလုပ်မယ်ပေါ့နော်အဲ့ဒါလုပ်ပြီးရင်တော့ဆေးရုံနဲ့စာတင်ကျောင်းစာအုပ်တွေပြီးရင်တော့ရှင်းအောင်အမွေနဲ့ဖြစ်တဲ့သာသနိကအစာအုပ်တွေဇေဒီပထိုးတွေကုသသားတို့လည်းတွေ့မှာပါအဲမနုအုပ်ချောင်းတို့နမ်းမြူယိုးကြီးတို့အဲဘုံတို့မဟာမြတ်မုနိဖရာကြီးတို့စသည်ဖြစ်တဲ့ပြိုလဲပျက်စီးမြေခကြရတယ်ဒါတွေကလည်းဟိုနိုင်ငံသားသားတွေသွားတယ်လာတယ်ရှင်းအောင်ရင်ကျဲမှုအမွေနဲ့ဖြစ်တယ်အဲတိုင်းပြည်ရဲ့တိုးတက်တဲ့ အကြောင်းအရာတွေမှာပါတယ်ဖြစ်တဲ့အတွက်အဲဒါနိုင်ငံသားသားကိုဆွဲဆောင်မှုရှိစေတဲ့အရာတွေကိုလည်းဟိုပူပေါင်းပြုပြင်ရမှာအလုံးဝိုင်းဝန်းပြီးတော့အနေနဲ့နေနဲ့နဲ့ဆိုရင်ဖြစ်ပါတယ်မြန်မာလူမျိုးတွေအားလုံးကလူလူကစေတနာအရန်ကောင်းတယ်အခုဆိုလဲအနေနဲ့နဲ့အရရနဲ့အသီးသီးကလူလိုတယ်လို့လူမှုကိစ္စမှာပြောလိုက်တာနဲ့လူကူတယ်ဟောသားတို့ရောက်လာတာပဲကြည့်ပါနော်ဒါလာပြီးတော့မီဒီယာနဲ့တောက်တာပြုပြီးပန်ဖိုးပေးတယ်ပေါ့နော်ဒါအဲ့တော့ ။ဘာပြောချင်လဲဆိုတော့ဒီအစာရည်စားအစာတောက်တွေပေးဝေတာလူသားနာတွေမလုပ်ခဲနဲ့။ပညာရေးအဆောက်အုံတွေပြန်လဲပြုပြင်နိုင်အောင်။သာသနာ့အဆောက်အဦတွေပြန်လဲပြုပြင်နိုင်အောင်။အဓိကအခြေခံကြတဲ့စံမာရေးပေါ့။ဒီပြန်လဲပြုပြင်နိုင်အောင်။ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပြီးတော့ကူဆောင်မှုတစ်ခုရဲ့အောက်ဖြစ်စေ၊ဥဆောင်မှုအဖွဲ့အစည်းအသီးသီးရဲ့တစ်ခုဖြစ်စေပေါ့။အဲ့ဒီနောက်ကိုလိုက်ပြီးတော့နိုင်တဲ့လောက်နဲ့ပံ့ပိုးစေခြင်းပေါ့နော်။အဲ့ဒါတစ်ချက်ပေါ့။နောက်တစ်ချက်ကြတော့လေဒီလို ဒုက္ခဖြစ်နေတဲ့အပေါ်မှာတချို့တွေကအဲ့ဒီဒုက္ခဖြစ်နေတဲ့သူတွေကိုချင်းမစားပဲနဲ့အခွင့်ကောင်းယူပြီးတော့မတမာသောနီးနဲ့ဒီအလူတွေကိုခံယူတယ်မဟုတ်ဘဲနဲ့ပေါ့တကယ်မဟုတ်ဘဲနဲ့တကယ်မြေပြင်မှာအလုံးမလုံးဖဲနဲ့အလူကြီးခံပြီးတော့ပေါ်ပင်နေတာပို့တင်လိုက်ရိုက်လိုက်အဲ့လားလူမှုကွန်ရက်မှာသူများကျင်နှက်အောင်လှုပ်လိုက်ဆိုတဲ့ဟာမျိုးတွေမလုံးဖဲနဲ့တကယ်แท้ๆဝင်ဝင်လူအားငွေအားတတ်နိုင်တဲ့အားနဲ့ ပံ့ပိုးပြီးလှုပ်ရင်ကောင်းမယ်အလိန်တွေအတုတွေအပတွေကိုလည်းဒုက္ခရောက်တဲ့သူတွေရှိလို့တကယ်မစည်းစင်းသွားပဲနဲ့ပြဿနာဖြစ်နေတဲ့အရာတွေမှာလည်းတေးသေးချာချာစီစဲရမှာလေပတ်စံတစ်ထောင်မြန်မာကျပ်ငွေတစ်ထောင်နှစ်ထောင်နဲ့လူမှုကွန်ရက် Facebook ကဖွင့်လို့ရတာပုံပေရှိအဲ့ဒီအပေါ်မှာပို့အမျိုးမျိုးတွေတင်ပေါ့နော်ခက်ကလည်းလိန်နေတဲ့ခက်ပြက်နေတာအဲ့တော့ကြတော့အဲ့ဓာတွေကိုတတိထားပြီးတော့တကယ်လှုပ်တဲ့သူဘုံဘုံမဟုတ်ဘုံဘုံမဟုတ်ဘူးနော်ညီသူမဆို ဝိုင်းဝန်းကူညီကိုထေသာကိုစောင့်ရှောက်အောင်အားလုံးကတနိုင်ငံလုံးဖြစ်သွားတာအ ਨੇ အသီးသီးမှဖြစ်တဲ့အတွက်အဲလိန်နာတွေမလောက်ကြဘူးဒါကိုတိုင်းပြည်နိုင်ငံပျက်စီးနေတဲ့အချိန်မှာကူညီရမှာတကယ်ထိတိယောက်ယောက်ဖြစ်မြအောင်လုပ်ပေးဖို့ကတော့တောင်းဆိုချင်